မြန်မာနယူးခရိုနီကယ်စက်တင်ဘာ25မြင်ကွင်းစစ်ကောင်းဆောင်ရဲ့ရုရှားခရီးစဉ်ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ကမ္ဘာအနုမြူဖိုရမ်2025ကိုတက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်ဟာစက်တင်ဘာလ24ရက်နေ့ကမြန်မာနိုင်ငံကထွက်ခွာသွားခဲ့ပါတယ်။အနောက်ဥရောပမှာပူတင်ဦးဆောင်တဲ့ရုရှားနိုင်ငံရဲ့လူမဲ့ဒရုန်းတွေနိုင်ငံအချို့ရဲ့လေပိုင်နက်တွေထဲကိုကျူးကျော်ဝင်ရောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေဇက်တိုက်ပေါ်ထွက်နေစဉ်ရုရှားဖက်ဒရေးရှင်းက ကမ္ဘာအနှုမျိုးဖိုရမ်2025ကိုကျင်းပနေတာဖြစ်ပါတယ်။မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်အနေနဲ့အနှုမျိုးစွန့်ရင်သုံးလျှက်စစ်ဓာအပိဆက်ယုံငယ်တစ်ခုကိုတိစောက်ဖို့ကြိုးပမ်းနေချိန်မှာအခုလိုရုရှားနိုင်ငံရဲ့ဖိတ်ကြားမှုကိုဝမ်းမြောက်စွာလက်ခံပြီးတွားရောက်ခဲ့တဲ့သဘောလိုကောက်ချက်ချရင်မှားမယ်မထင်ပါဘူး။နိုင်ငံရေးအရာရောစီးပွားရေးအရာပါကြာဆင်းနေပြီး ြည်ရင်းစစ်နုံတဲ့နစ်နေတဲ့မြန်မာနိုင်ငံမှာအမှုမျိုးစွန့်ရင်သုံးဓာအပိဆက်ယုံတိဆောက်ဖို့စိတ်ဆန္ဒပြင်းပြနေတဲ့အဖြစ်ကိုအများကနားလည်ရခက်ကောင်းခက်ခဲပါလိမ့်မယ်မြန်မာနိုင်ငံအနေနဲ့ပြည်ရင်းစစ်ပုံမှုကျေပြန့်လာတဲ့အခြေအနေမျိုးမှာလုံညုံရဲ့အရာကောင်းမွန်ပြီးတည်ငြိမ်တဲ့အနေအထားမျိုးရှိဖို့လိုတဲ့အမှုမျိုးစွန့်ရင်သုံးလျှက်စစ်ဓာအပိဆက်ယုံတိဆောက်ဖို့ရည်ရွယ်လှုပ်ဆောင်နေခြင်းဟာအနာသိစေအစိုးရရဲ့ဝါဒဖြန့်ဖို့အဓိကရည်ရွယ်တဲ့စီမံကိန်းတစ်ခုလို့သာကောက်ချက်ချရမယ့်သဘောလေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်တိုက်ပွဲတွေ နေရာအနှံ့ဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်ရဲ့ထိန်းချုပ်နယ်မြေအကန့်အသတ်ရှိလာနေတဲ့အခြေအနေမျိုးမှာအခုလိုအမှုမျိုးစွန့်ရင်တုံလျှက်စစ်တပ်အားပေးဆက်ယုံတိဆောက်ဖို့အိမ်မက်မက်နေတဲ့အနေအထားဖြစ်ပါတယ်။အိမ်နီးချင်းအရှိတောင်အာရှနိုင်ငံတွေအနက်မြန်မာနိုင်ငံလိုပြည်ရင်းစစ်ဖြစ်ပွားခြင်းလည်းမရှိသလိုစစ်ပွားရေးအရာလည်းတိုးတက်မှုရှိနေတဲ့နိုင်ငံတွေတောင်မှအမှုမျိုးစွန့်ရင်တုံလျှက်စစ်တပ်အားပေးဆက်ယုံလိုမျိုးတိဆောက်ဖို့မလုပ်ကြပေမဲ့ မြန်မာနိုင်ငံကလူမျိုးစွမ်းအင်သုံးလျှက်စစ်ဓာအပိစက်ယုံတိဆောက်ဖို့လှုံ့ဆော်ခြင်းဟာရုရှားနဲ့ယင်းနည်းတဲ့ဆက်ဆံရေးကို ပုံမခိုင်မာစေလိုတဲ့ရည်ရွယ်ချက်အင်းနီးချင်းနိုင်ငံတွေအကြားကြွားဝါလိုတဲ့ရည်ရွယ်ချက်အပြင်အခြားမရှိနိုင်တဲ့သဘောလိုကောက်ချက်ချရမှာပါမြန်မာနိုင်ငံရဲ့လျှက်စစ်ဓာအားလိုအပ်ချက်ကိုဖြည့်ဆည်းဖို့တဘာဝတန်ငွေသုံးလျှက်စစ်ဓာအားပေးဆက်လိုရည်အားလျှက်စစ်ဆက်ယုံနဲ့နေအောင်ကြီးစွမ်းအင်သုံးလျှက်စစ်ဓာအားပေးဆက်ယုံလိုမျိုးကိုပုံမလှုံ့ဆော်တဲ့နာမှန်ပေမဲ့အာနာသိန်းစစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတတိကြီးကြီးနဲ့ဆက်ဆံမှုတွေအပြင်လက်ရှိလက်နက်ကိုင်ပြည်ပခန့်တွေကလျှက်စစ်ဓာအပေးစနစ်ကိုပြက်စီးစေကာဓာအပေးနိုင်စွမ်းသိသာစွာကျဆင်းလာနေတာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်အနေနဲ့ယခု2025ခုနှစ်အတွင်းမှာတန်တမန်ရေးအရာ ဝင်ဆန့်လာအောင်ပြည်ပနိုင်ငံတွေက ဖိတ်ကြားတဲ့အခွင့်အရေးကိုစုပ်ကင်ကာခရီးစဉ်တွေခက်ဆိတ်ဆိတ်တွားရောက်လာတာတွေ့ရမှာဖြစ်ပါတယ်။ယခုနှစ်ထဲမှာရုရှားနိုင်ငံကိုတကြိမ်မကတွားရောက်ခဲ့တယ်လို့ ရုရှားသမ္မတပူတင်နဲ့လည်းတွေ့ဆုံခွင့်ရခဲ့တာပါဒါအပြင်မကြသေးတဲ့သတင်းဘက်ကကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတရုတ်နိုင်ငံရဲ့ဖက်စစ်တော်လှန်ရေးအောင်ပွဲ280ပြည့်စီရေးပြပွဲတွေကိုလည်းတက်ရောက်ခဲ့ပြီးအိန္ဒိယဝန်ကြီးချုပ်တရုတ်သမ္မတတို့နဲ့တွေ့ဆုံခွင့်ရခဲ့တာတွေကအနာသိန်းစစ်ခေါင်းဆောင်အဖို့တန်တမန်ရေးအရာဝင်ကြွားစရာအဖြစ်မှတ်ယူခဲ့တာတွေ့ရမှာပါတစ်ဖက်မှာလည်းရုရှားတရုတ်နိုင်ငံတို့နဲ့တွေ့ဆုံဆွေးနွေးချိန်မှာလက်နက်ခဲယမ်းဝယ်ယူတာ အပြန်အလှန်ဖလှယ်တာတွေလှုပ်ဆောင်ဖို့အာဏာသိမ်းစစ်တပ်အတွက်ခွင့်ရတရဖြစ်နေပါတယ်။ drone နဲ့၎င်းဆက်ဆက်တဲ့နည်းပညာလက်နက်ခဲယမ်းတွေကိုရုရှားနဲ့တရုတ်နိုင်ငံစီကဝယ်ယူရရှိနိုင်တယ်လို့အိန္ဒိယနိုင်ငံစီကလည်းအချို့သောစစ်ရေးနဲ့ပတ်သက်တဲ့နည်းပညာပစ္စည်းအစိတ်ပိုင်းတွေဝယ်ယူရရှိနိုင်တာဖြစ်ပါတယ်။ BBC မြန်မာပိုင်းကဖော်ပြတဲ့သတင်းတပုတ်မှာတော့ရုရှားနဲ့မြန်မာအကြားသဘောတူညီမှုတရက်မှာရုရှားဘက်ကအနုမြူတအားပေးစက်ယုံတိစောက်ပေးရမှာအကူအညီပေးဖို့နဲ့ မြန်မာဘက်ကလက်နက်ဆက်ရုံကထုတ်တဲ့ခဲယမ်းတွေရုရှားကိုပို့ဆောင်ပေးဖို့မကြသေးခင်လပိုင်းခီးစဉ်အတွင်းသဘောတူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ယူကရိန်းစစ်ပွဲအတွက်လိုအပ်တဲ့အမြောက်ဆန်လိုခဲယမ်းတွေကရုရှားအနေနဲ့အလုံလောက်ရရှိဖို့စ조사ထုတ်လုပ်နေရတာဖြစ်လို့မြန်မာနိုင်ငံကထုတ်လုပ်နိုင်သမျှထုတ်လုပ်ပြီးရုရှားကိုပေးဖို့လဲလှယ်ဖို့ဆိုလိုတာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ကတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကိုတော့ drone drone ပညာ လိုင်းတွေကြားဖြတ်တာဖြတ်တဲ့ဤပညာတွေပေါ်ယူဖို့ဤမှန်းချက်ထားပုံရပါတယ်။အနာသိန်းစစ်တပ်အနေနဲ့2023နဲ့2024ခုနှစ်အစပိုင်းတွေမှာအလူးလဲခံခဲ့ရတဲ့ drone တိုက်ခိုက်မှုတွေကို သင်ခန်းစာယူပြီး2024ခုနှစ်နှစ်လယ်ပိုင်းကစပြီး drone နဲ့ပတ်သက်တဲ့ပစ္စည်းဤပညာလေ့ကျင့်မှုခေယံစတာတွေစူးစမ်းဖြစ်တင်းလှုပ်ဆောင်နေကြတာပါ။ယခုနှစ်ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေထိုးစစ်တွေမှာ န္တသိန်းစစ်တပ်ဘက်က drone တိုက်ခိုက်မှုတွေကိုတွင်တွင်ကြဲကြဲအသုံးပြုလာခဲ့ပြီးအဆိုပါလက်နက်နဲ့နှီးပညာတွေကတိုက်ပွဲရဲ့အနိုင်အရှုံးကို အတိုင်းအတာတစ်ခုထိတက်ရောက်စေခဲ့တာ တွေ့ရပါတယ်။ဒီအနေအထားတွေကိုခြုံငုံသုံးသပ်ကြည့်ရင် အာနာသိန်းစစ်ခေါင်းဆောင်ရဲ့တန်တမာရေးခီးစဉ်တွေကတန်တမာရေးထောက်ခံမှုတတ်တတ်တာမကဖြစ်ပွားနေတဲ့စစ်ပွဲတွေအတွက်လိုအပ်တဲ့နှီးပညာလက်နက်ခဲယမ်းတွေကိုရရှိဖို့ရည်ရွယ်ချက်ပါ ပါဝင်နေတာထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။